ကြားရတဲ့သတင်းအချက်အလက်တွေကအနာနဲ့စိတ်နဲ့မထီဘူးဆိုတဲ့စကားတွေကတော့လူတိုင်းကြားရမှာပေါ့ပေါ့နော်အဲ့တော့တကယ်တမ်းလိုအပ်နေတာကဘသူတွေဒါပေမဲ့လာယူရတာကဘသူတွေအဲ့လိုမျိုးပြောကြမှာပေါ့နော်ဒါတွေကအများကြီးပဲဒါတွေကိုသွားပြီးဝေဖန်လို့မရဘူးတဲ့အိမ်တက်စင်လိုအပ်တဲ့နေရာကိုလိုအပ်တယ်လို့ကုညီမတာလင် random ကုညီမတာလင်ရတော့မှာပေါ့နော်အဲ့တော့ face to face တွေ့ပြီးတော့မှအဲဘယ်လောက်လုံလဲဆိုတာမပြောသေးဘူးပေါ့နော် rescue team နဲ့တက်ကဆက်သွယ်လိုက်တဲ့ခါကျတော့သူကတောင်တောင်ရုံနဲ့အလူမခံကြတဲ့ team ဖြစ်တဲ့အတွက်ကြောင့်လို့ဘာလို့လဲဆိုတော့ကိုကအမြဲတမ်းလိုက်ပြောနေရပါဘောနော်လိုက်မေးနေရအဲ့သူတို့ team ကပြောတာကကြောင့်အခုသူတို့ hydraulic cutter တွေလိုတယ်အဲ့ဒါရတဲ့ခါကျရင်လူတွေကိုအချိန်မီကယ်နိုင်မယ်ပြောတဲ့ခါကျတော့ထိုင်အရန်လူချင်းနေတော့50လေးရာလောက်ရှိရပါဘောမြန်မာပြည်ကိုအရောက်ပေါ့နော်ဒါအတွေ့အကြုံရှိတဲ့သူတွေပြောတာဖြစ်တဲ့အတွက်ကြောင့်မို့ထိုက်တို့ကသူတို့ပြောတဲ့ဥစ္စာတွေအများကြီးပန့်ကိုပန့်ဖို့ပေးရမယ်တောင်းဝင်ရှိရပါဘော ဲ့မဲ့အလူရှင်တွေကကြတော့ဒီယခုမြေပြင်မှာရှိနေတော့အဲအသက်ရှင်နေရှိပြီးတော့ကြံခဲ့တဲ့မြေပြိုပြီးတော့ကြံခဲ့တဲ့သူတွေကိုပဲလှူကျင်တဲ့ဆန္ဒရှိတာပေါ့နော်အဲ့တော့ထိုက်တော့ဘာမှလုံးလုံးမရအောင်အဲ့တော့ပြောချင်တာပါဆိုတော့တကယ်ထိရောက်တဲ့အရာတွေကိုပဲလှူစေချင်တယ်ထဲတော့ Future of Children FOC ဆိုရဲ donation group က2013ခုနှစ်အရှိရပါတော့အဲ့ဒီ group အနေနဲ့ကတော့မြန်မာနိုင်ငံမှာလိုအပ်တဲ့ မြန်မာနိုင်ငံတော့မဟုတ်ဘောနော်လိုအပ်တဲ့နေရာလေးကိုထိုက်လို့လန်လန်းမိတလောက်ကူညီခဲ့တာဆိုရင်အဲအခုလို17နှစ်ရှိပြီဘောနော်အခုအဲ့ group အနေနဲ့ကအာအခုငလင်းစပြတဲ့အချိန်မှာမြေပြင်ဆင်းပြီးတော့တွားလူကြတဲ့အဖွဲ့ဝင်တွေရှိအထက်ကကျတော့ဒီဘက်ရန်ကုန်မှာနေနေပြီးတော့လိုအပ်တဲ့ဟာတွေကို supporting လုပ်ပေးတဲ့အာအခြေအနေမှာရှိနေရပါဘောနော်အခုအာ10ရက်နေဆိုရင်ထိုက်လို့ထိုက်ကိုတိုင်းကိုတိုင်းကိုကြတွားပြီးတော့တိုင်တက်စင်းနဲ့လိုအပ်တဲ့နေရာကိုလှူဖို့အတွက်တွားပါမယ် ဟော FOC group အနေနဲ့ကတော့ထပ်လို့လုံးလုံးလာအစနဲ့ရှိပြီဖြစ်တဲ့တကြောင်မို့အတွေ့အကြုံအများကြီးရှိတာပေါ့နော်ပြောရမယ်ဆိုရင်အဓိကကအဲ future of children ဆိုရယ်မိဘမဲ့ကလေးတွေအတွက်အဓိကသွားတာဖြစ်တဲ့တကြောင်ထပ်လို့က plan ကိုအများကြီးချနိုင်တယ်ပေါ့နော်ဘယ်နေမှာဘာလုပ်မယ်ဘယ်လိုလုပ်မယ်ဘယ်အချိန်ကျရင်တော့အားလုံးပြီးသွားတဲ့အချိန်တိုင်းရေးဆက်ချဖို့အတွက်ပါသွားမယ်ဆိုပြီးတော့အဲ့လိုမျိုးထပ်လို့မှ plan တွေအများကြီးရှိတယ်ပေါ့နော်ဥမာထပ်လို့ဆိုအကြောင်းအဆောက်အအုံလုပ်မယ်ဆိုရင်တော့မှစတင်ကြောင်းလေးလှူပေးခဲ့တယ်အဲ့လိုမျိုးတွေအများကြီး plan ချပေးခဲ့နိုင်တဲ့အခွင့်အရေးရှိခဲ့ရပေါ့နော်အခုကျတော့ဒီငလင်ဖြစ်တဲ့အခါမှာတော့မြန်မာပြည်သူပြည်သားတွေအကုန်လုံးကဒါ first time ဖြစ်တဲ့ တော့ကြောင့်မလို့ဘသူဘသူမှ plan ချဖို့အတွက်လဲဟိုခွင့်ရမရှိသလိုမလုပ်လဲမလုပ်တတ်ကြဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့ random တွေ့တဲ့နေရာကိုတကယ်အဲထိရောက်တကယ်တကယ်ဟိုဖြစ်တာမှန်နေဆိုရင်ထိထိရောက်မြန်မြန်လှူခဲ့တဲ့အလူမျိုးပဲလုံနိုင်တာပေါ့နော်အဆီဇင်နေနဲ့ပလန်ချဖို့အတွက်ဆိုရင်တိတ်ချမလုံနိုင်ဘူးဒါပေမဲ့ဘာဘာတော့ရှိလဲဆိုတော့ထဲတို့ဇန်ပြီးွားတဲ့အခါကျရင်နော်ပြန်လည်ထူထောင်ရေးအနေနဲ့တော့ထဲတို့ FOC မှာအစင်းစင်းလောက်တော့ဖို့ရှိပါရဲ့ရှင် ထိုက်တော့အမြဲတမ်းလှူတိုင်းမြေပြင်အတိအကျသတင်းရတော့မှသာလေမြေပြင်ကိုလူလွတ်ပြီးတော့မှသာလေတကယ်သေးကြတယ်ဒီ information ကသေးကြတယ်ဒီနေရာကတကယ်မရှိဘူးချိုးတဲ့နေရဆိုတာတေးကြတယ်ဆိုတော့မှထိုက်တော့ကိုယ်တိုင်သွားတာပေါ့နော်ဒုတိယအနေနဲ့ကိုယ်တိုင်သွားတာပေါ့နော်အခုလည်းအဲ့လိုမျိုးပဲမြေပြင်မှာဆင်းပြီးတော့သွားထားတယ်အဲ2ရက်3ရက်4ရက်လောက်ကိုသွားကားနဲ့သွားထားပြီးတော့လိုက်ကြည့်ထားတဲ့အဖွဲ့ဝင်တွေရှိတယ်ပေါ့နော်အဲ့အဖွဲ့ဝင်တွေရဲ့ပြောကြားချက်အရာမှာထိုက်တော့ကတအိမ်တက်စင်လိုအပ်တဲ့နေရကိုလိုအပ်တယ်လို့ကုညီမှသာလဲ random ကုညီမှသာလဲရတော့မှာပေါ့နော်အဲ့တော့ face to face တွေ့ပြီးတော့မှာ အဲဘလောက်လုံလဲဆိုတာမပြောသေးဘူးပေါ့နော်အဲထိုင်ထိုင်ရဲ့ကိုစန်းညံစွမ်းရှိသလောက်စဉ်းစားမိတာတော့အဲ့လိုမျိုးဘလောက်လုံမလဲဆိုတာတော့ဆက်ပဲမပြောသေးဘူးဘာလိုအပ်လဲဆိုတာရင်နားထောင်ပဲနားထောင်ပြီးတော့မှတည်ကြပြီးလိုအပ်ပြီးဆိုတဲ့ခါကျတော့မှဒါလည်းထိုင်တို့တတ်နိုင်သလောက်လေးကိုတဆင်ချင်းစီဖြည့်ပေးသွားမယ်လို့စဉ်းစားထားပါတယ်ရှင်ကိုရောအဲ့လိုသူများတွေစီကရောဘလိုမျိုးပေါ့နော်နည်းနည်းလွဲမလာတယ်လို့တွေးကြတာမျိုးရှိတယ် အော်အခုသွားတယ်လေကိုရိုင်းကိုကြသွားတဲ့သူတွေကကြတော့ထိုက်တို့ကကြောင့်ဆယ်ရက်နေမှသွားမှာဘာဖြစ်လို့လဲဆိုတော့ထိုက်ကအမြဲတမ်းမြေပြင်မှာရှိတဲ့တရင်တွေကိုခဏတာငြိမ်ပြီးတော့မှနားထောင်တယ်အဆန်းဝုန်းဝုန်းနဲ့ထိုက်မသွားတော့ဘူးနော်ပြောင်းဘာလို့လဲဆိုတော့မြမရန်စီစနာကောင်းတဲ့တော်ကြောင့်မလို့တေချာပေါ့သူတို့လိုအပ်တဲ့နေရာတွေကိုရှေ့ပြေးနေတယ်သွားတော့သွားကြမှာတပြီလုံးသွားကြမှာဆိုတော့ထိုက်တည်ရဲ့အဲ့ဒီကြောင့်မဟုတ်ထိုက်မသွားသေးခုနဆောင်နေရဲ့ဒီမှာလိုအပ်တဲ့အဟိုလိုအပ်တဲ့ငွေကြေးနဲ့အလူငွေတွေနဲ့လိုအပ်တဲ့ ပစ္စည်းတွေထိုက်လို့စုတယ်ပေါ့နော်ပြီးတော့မှလည်းထိုက်လို့ဖြည်းဖြည်းချင်းစီအေးအေးဆေးဆေးအဲတထစ်ချင်းစီလှူသွားမယ်ဆိုပြီးတော့ပဲစီစဉ်ထားတာပေါ့နော်အဲ့တော့အမြေပြင်မှာကြားရတဲ့သတင်းအချက်လက်တွေရာအနာနဲ့စိတ်နဲ့မထီဘူးဆိုတဲ့ဇာတ်ရည်ကတော့လူတိုင်းကြားရမှာပေါ့ပေါ့နော်အဲ့တော့တကယ်တမ်းလိုအပ်နေတာကဘယ်သူတွေဒါပေမဲ့လာယူရတာကဘယ်သူတွေအဲ့လိုမျိုးပြောကြမှာပေါ့နော်ဒါတွေကအများကြီးပဲဒါတွေကိုသွားပြီးဝေဖန်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ခုနကထိုက်လို့ပြောသလိုမျိုးထိုက်လို့အများကြီးသိလို့လုံနေတာမဟုတ်ဘူးတကယ်တမ်းသိတဲ့သူတွေကို information ပေးခိုင်းတဲ့အခါကျတော့လေ မနေ့နဲ့ညတော့ information ကမတူဘူးအဲ့ဒါကြောင့်မလို့ဒါကောင်းအောင်လုပ်နေရဖြစ်တဲ့အတွက်ကြောင့်မို့ထိုက်တော့ကောင်းတဲ့အရာတွေကိုပဲပို့ပြီးပြန်ပွားအောင်လို့ကောင်းတဲ့စိတ်တွေပဲထားမှရမယ်တကယ်တော့အပြစ်တင်နေမယ်ဆိုရင်ထိုက်တော့ negative thoughts တွေနဲ့ထိုက်တော့ set vision သားရမယ်ဆိုရင်တော့ဒီပို့ပြီးတော့မကောင်းတာတွေဆိုးကျိုးတွေပဲပို့ဖြစ်လာနိုင်တယ်ပေါ့ပေါ့နော်အရှိမလုပ်တဲ့သူတွေကလည်းကောင်းတာလုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ထိုက်တော့အနောက်မှာရှိတဲ့သူတွေကလည်း information ကောင်းလေးတွေပေးပြီးတော့ကောင်းတာကိုပဲ supporting လုပ်ပေးမှဖြစ်မှာရှင့်အဲ့မှာထိုက်တစ်ခုလောက်ပြောချင်တာကတော့ထိုက်တို့က အဲတွေ့ကြုံမရှိတဲ့ပြည်သူပြည်သားတွေဖြစ်တဲ့တကြောင်မလို့တကယ်တွေ့ကြုံရှိရရှိမှာသူဘူးတော့အဲအရင်နှုံးကလေးကအတွေ့အကြုံအများကြီးရှိတဲ့ကိစ္စရေးသမားတွေရဲ့အကြံဉာဏ်အများကြီးယူရပါတယ်ထိုက်တို့ဆိုလဲအဲ့လိုမျိုးကိစ္စရေးအဖွဲ့နဲ့အချိန်ဆက်ထားတဲ့အဖွဲ့ကြီးရှိပါတယ်ထိုက်တို့ချိန်ဆက်ထားဆိုရင် H Rescue ဆိုတဲ့အဲ volunteer team ပေါ့နော်သူတို့ဆိုရင်အဲ့ဒီနာမည်ကိုပြောလိုက်တာနဲ့သိတဲ့သူတွေဆိုတော်တော်သိပါတယ်တကယ်ကိုပြုလုပ်နေတဲ့ကယ်ဆယ်ရေးအဖွဲ့တွေပေါ့နော်အများကြီးတွေ့ကြုံရှိတယ်သူတို့နဲ့ချိန်ဆက်ထားတာဆိုရင်ဗာပြောလဲဆိုတော့သူတို့မှာ equipments တွေအရန်လိုတယ် အခုဆိုရင်ထိုက်လို့ဘာပြောလို့လဲဆိုဒီအုတ်တွေကိုခွဲဖို့အတွက်ဟို hydraulic cutter တွေလိုတာပေါ့နော်အဲ့လို hydraulic cutter တွေကဝယ်ဖို့ဆိုမြန်မာနိုင်ငံမှာလည်းအလွယ်တကူမရနိုင်ဘူးရှင်ထိုက်တို့ကထိုင်းမှာမှားတယ်ဒါမှမဟုတ်မြန်မာနိုင်ငံမှာရှိမှအများဆုံးရှိလာမှာပေါ့နော်နှစ်ခုသုံးခုလောက်ပဲရှိရပါဘောဒါလည်းမျှပြီးသုံးနေရတဲ့အတွက်ကြောင့်မလို့လိုအပ်တဲ့နေရာမှာအချိန်မီလူကိုမကယ်နိုင်တာဒီ equipments တွေလိုအပ်ချက်ကြောင့်အများကြီးပါပါတယ်ရှင်အဲ့တော့ထိုက်ကအဲ့ဒီ rescue rescue team နဲ့ထိုက်ကဆက်သွယ်လိုက်တဲ့ခါကျတော့သူကတောင်တောင်ရောင်းလဲအလူမခံကြတဲ့ team ဖြစ်တဲ့အတွက်ကြောင့်လို့ဘာလို့လဲဆိုတော့ကိုကအမြဲတမ်း live ပြောနေတာပေါ့နော် live နေနေရအဲ့သူတို့ team ကပြောတာကြောင့်အခုသူတို့ hydraulic cutter တွေလိုတယ်အဲ့ဒါတွေရတဲ့အခါကျရင်လူတွေကိုအချိန်မီကယ်နိုင်မယ်ပြောတဲ့အခါကျတော့အရန်လူကျင်တယ်အော်350 400 400လောက်ရှိရပါမြန်မာပြည်ကိုအရောက်ပေါ့နော်ဒါကအတွေ့အကြုံရှိတဲ့လူတွေပြောတာဖြစ်တဲ့အတွက်ကြောင့်မို့ Thai တို့ကသူတို့ပြောရဲဆိုတာအများကြီးပန့်ကိုပန့်ဖို့ပေးရမယ်တာဝန်ရှိရပါတော့ဒါပေမဲ့ပြဿနာပါလဲဆိုတော့ Thai စီမှာအလူမွေးကပြည့်တယ်ရှိတယ် ဒါပေမဲ့အလူရှင်တွေကကြတော့ဒီယခုမြေပြင်မှာရှိနေသောအအသက်ရှင်နေရှိပြီးတော့ကြံခဲ့တဲ့မြေပြိုပြီးတော့ကြံခဲ့တဲ့သူတွေကိုပဲလှူခြင်းနဲ့ဆန္ဒရှိရပါတော့။အဲ့တော့ထိုက်တော့ဘာမှလုပ်လို့မရအောင်။အဲ့တော့ဒီမှာတိန်းသုံးဟာလောက်လှူခြင်းပေးမဲ့လေကိုကလှူလို့မရအောင်ပေါ့နော်။အဲ့လိုအပိုင်းတွေရှိတာပေါ့နော်။အဲ့တော့ပြောချင်တာပါဆိုတော့တကယ်ထိရောက်တဲ့အရာတွေကိုပဲလှူစေခြင်းနဲ့အဲ့လိုမျိုး hydraulic cutter လိုမျိုးတခြား equipments တွေကိုလှူလိုက်တဲ့အတွက်ကြောင့်မလို့ထိုက်တော့ next time ငါလျင်တော်၎င်းဖက်ဖက်ဖက်ကားမောက်တာတော်၎င်းတပင်လူပေါ်ပြကြတာတော်၎င်းအဲ့ဒါတွေအတွက်အများကြီးတူတင်ပြင်ဆင်မှုဖြစ်သွားနိုင်တယ်ပေါ့နော်ထိုက်ဒါတွေကိုလည်းအများကြီး knowledge ကိုတိတိလောက် sharing လုပ်ပေးပေးမယ်လဲ ဟိုထိရောက်တော့တော့မဖြစ်လာဘူးပေါ့နော်အဲ့တော့ဒီကနေဘာပြောချင်လာလဲဆိုတော့အာထိုက်တို့ကအခုချိန်မှာဟုတ်ပြီလက်တလောလိုအပ်နေတဲ့ဟာတွေတော့မှန်တယ်ဒါပေမဲ့ထိုက်တို့ကနောက်တစ်ခါမဖြစ်လာတော့မပြောနိုင်ဘူးလေအဲ့တော့ဒီလိုမျိုးပြုတ်တင်ပြစင်မှုမရှိလို့လေထိုက်တို့အများကြီးအဲလူတွေကဲမထုတ်နိုင်နဲ့အသက်ပေါင်းများစွာအများကြီးဆုံးရှုံးသွားရတယ်ပေါ့နော်အဲ့တော့ထိုက်တို့ဒီပြုတ်တင်ပြစင်မှုတွေအခုကြေရဆပြီးတော့ထိုက်လှုပ်ချင်တဲ့အဲ့ equipments တွေလိုအပ်တလောက်ထိုက်ဒီအဖွဲ့ကိုလှူချင်တယ်ပေါ့နော်အဲ့တော့ဒီကနေပြောချင်တာကဂျာတော့အဲ့လိုမျိုးအဲ team တွေကိုဆက်သွယ်ပြီးတော့မှဒီ team team တွေကလိုအပ်တဲ့ အရာတွေကိုပတ်မှုပေးကြပါအဲချက်ချင်းတော့ဟိုတာလူခေါ်ပြီးတော့အမြောက်ရေစက်ချလို့ရတဲ့အရာကြီးတော့မဟုတ်ဘူးဗောနဒီဟိုပစ္စည်းကြီးရောက်လာမယ်ဆိုရင်ဗောနအဲ့တော့တကယ်တမ်းထိရောက်တာကတော့လူအသက်ကိုကယ်ဖို့အတွက်လောက်ကိုထိရောက်တာပါအဲ့တော့ဒီလိုမျိုးနေရာတွေမှာလည်းလှူစေကြပါတယ်ထိုင်လို့ဘယ်လိုပြောရမလဲပရိုက်တာဓမ္မရဲ့ဈာထဲမှာဖြစ်နေတာဒါကိုကဆုံးဖြတ်လို့မရဘူးကိုအနေနဲ့ဆုံးဖြတ်လို့ရတာကြတော့သူတို့ဘာလို့လှူပေးစင်လဲလှူပေးစင်တဲ့ဟာကိုပဲထိုင်လို့သွားလှူလို့ရမယ်အခြေအနေဖြစ်တာပေါ့နော်တကယ်တမ်းလိုအပ်တဲ့နေရာကြတော့ဒါတွေဖြစ်နေတယ် မိဘမဲ့မိဘမဲ့သွားတဲ့ကလေးတွေရောနောက်ပြီးကြတော့အဲတိုက်တိုက်ပြကြပြီးတိုက်ပေါ်မှာကြံခဲ့ပြီးတော့မှအသက်ဆုံးဆုံးသွားတဲ့ကလေးတွေရောအများကြီးပဲပေါ့နော်အဲ့ဒီစကားတွေပြောရင်တော့ပြောမပြတတ်အောင်ပါပဲဘာလို့လဲဆိုတော့ကိုကကလေးနဲ့ဝေးနေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးနဲ့ပတ်သက်လာရင်တော့ပြောမပြတတ်အောင်ခံစားရတယ်ပြောတော့အဲ့ကြောင့်မပြောစင်းတော့